ိုင်ငံသားတွေအမြင်မှာကြက်ချောက်ဆိုတာမစားသင့်တဲ့အရာတစ်ခုဖြစ်ပြီးတော့ယုံကြပါတယ်။ဒါမဲ့ဒီနေ့ကျွန်တော်တို့ကြက်ချေတာကိုကြက်သားမစလာအဆက်ချက်လေးနဲ့ကြက်ရင်သားရဲ့ကြက်တောင်ပန်းရဲ့နဲ့ရောချက်ပြီးတော့တကယ်စားမိန်အောင်လို့ချက်ပြမှာဖြစ်ပါတယ်။ဒီဟင်းလေးကိုအနှစ်များများနဲ့ဘယ်လိုချက်ကမလဲ။အသားသေးကိုအရသာဝင်အောင်ဘယ်လိုနှက်ကမလဲ။အရသာကိုမစလာနဲ့အဆက်အရသာနှစ်ခုပေါင်းအောင်လို့ဘယ်လိုချက်ကမလဲဆိုတာဒီဗီဒီယိုထဲမှာအသေးစိတ်ရှင်းပြပါမှာဖြစ်ပါတယ်။ ဒီဟင်းလေးကိုစားချက်ဖို့အတွက်ကျသားတွေကိုခဲခဲနဲ့ရနေဟင်းမချက်ခင်တနာရီလောက်ယူထုတ်တာကိုကျွန်တော်လုံးဝမေ့ပါနဲ့ကျွန်တော်ကတော့ခဲတဲ့အတိုင်းပဲအတုံးလိုက်လီးပြီးတော့ပကံလေးကိုရင်ထည့်ပါမယ်ကျဲရန်သားကြီးပဲဆိုစာမကောင်းတဲ့အတွက်ကြက်တောင်မဲနဲ့ကြက်ချက်တော့ပါထည့်ပါမယ်။အရင်ဆုံးအိုးသေးကိုရေးထည့်ပြီးတော့ကြက်တောင်မဲနဲ့ကြက်ချက်တော့ကိုပြုတ်ပေးပါမယ်။

ခုကျန်တာဆိုကျန်ရံသားတွေကိုအရသာရှိအောင်လို့နှစ်ထားပြို့ပဲကျန်ပါတယ်။နောက်ခုကတော့ကျွန်တော်ကတော့စနေမုတ်ရောင်တဲ့မုတ်စာချုံမုတ်တို့နဲ့ငမရည်ပါထည့်ပြီးတော့နေပြီးပါတယ်။နေပြီးရင်တော့15မိနစ်လောက်နှစ်ထားပြီးပါတယ်။ အသားရည်နေလာတဲ့အချိန်မှာအိုးကိုပူအောင်လို့မီးတင်ပြီးတော့စီလေးထည့်ပေးပါမယ်။စီပူအောင်စောင့်ပါမယ်။စီပူတာနဲ့ကျွန်တော်တို့ကြက်တွန်နီစားထည့်လို့ရပါပြီ။ထည့်ပေးရတဲ့နှံ့အောင်မှုေးပေးပါ။မှုေးမှုေးနဲ့အနံ့လေးမှုေးလာပြီးဆိုပြီးတော့မှကြက်တွန်ဖြူထည့်ပေးပါ။ကြက်တွန်ဖြူကတူးမြန်လို့အကြောင်းကျွန်တော်နီလေးအရင်ထည့်ပေးရပါတယ်။ထည့်ပြီးရင်တော့မှုေးပေးပါ။စနွေးမုတ်ထည့်ပေးပါ။ ရောင်သင်းမုတ်ထည့်မယ်။ပြီးရင်ရုပ်ဒီမုတ်နည်းနည်းထည့်မယ်။စာချုံမုတ်ထည့်ပေးမယ်။ပြီးရင်နှံ့အောင်ဖွင့်ပေးပါမယ်။ဝင်ပြီးရတယ်ကျွန်တော်တို့ငံပြာကြီးနည်းနည်းထည့်ပါမယ်။အမကြီးကစီတက်တဲ့အချိန်မှာထဲမှာပို့ပြီးမှုရမလို့ပါ။ပြီးရင်တော့ရေလေးနှဲငယ်ထည့်ပေးပါမယ်။ထည့်ပြီးရတဲ့ခုနောက်ကနှက်ထားတဲ့အသားတွေကိုထည့်ပေးလို့ရပါပြီ။ ထည့်ပြီးရတယ်နှံ့အောင်မွေးပြီးပါမယ်။ခုမဆလာစားထည့်ပါမယ်။မဆလာကိုနည်းနည်းလေးပဲထည့်ပြီးပါ။နောက်ကြက်တောင်မှန်ကြက်ချောက်တွေထည့်ရချင်းလဲမဆလာတွေထပ်ထည့်ရမှာမလို့တော်တော်စေတော့နည်းနည်းပဲထည့်ပြီးပါ။ပြီးရင်ပစုံချောက်တွေအနည်းငယ်ထည့်ပြီးပါ။နှံ့အောင်မွေးပါမယ်။ခုဖုံးလေးအုပ်ထားပြီးတော့15မိနစ်လောက်အားထားပေးပါမယ်။ ဖုံးဖွင့်လိုက်လို့ရေတွေခမ်းပါပြီဆိုတာနဲ့ကြက်တောင်ပံနဲ့ကြက်ထောက်တွေစားထည့်လို့ရပါပြီအခုမဆလာပါထက်ထည့်ပါမယ်အခုလည်းအများကြီးမထည့်ပါဘူးနည်းနည်းလေးပဲဖြူပါမယ်ရေနောက်တစ်ရေထက်ထည့်ပြီးပါမယ်ထည့်ပြီးရနဲ့ငွေပြီးတော့ဖုံးအုပ်ထားပေးပါ ြင်းချမ်းနေတဲ့အချိန်ကျွန်တော်တော့အမနဲ့ဆိုကော်ဖီလေးတစ်ခွက်ရှိမှပူပြရမလို့ကော်ဖီလေးဖြော်ပါမယ်။ကော်ဖီဖြော်ပြရတဲ့အဖုံးဖွင့်ပြီးတော့အကြည့်ကြည့်ပါအရေခန်းနေပြီဆိုရင်နောက်ထပ်ရေတရေထည့်ထည့်ပြီးပါထည့်ထည့်ပြီးရင်မဆလာလေးလေးနည်းနည်းဖြူပြီးပါ ခုကြတာဟင်းလေးရတော့စားလို့ရပါပြီဒီမှာတော့ကြက် တောင်ပံလေးပါဒါလေးရတော့ကြက်ချက်ဟောက်ပါကျဲရင်သားလည်းနူးနေပါပြီအနှစ်လေးရလည်းမှုနေရပါပဲ Okay ကျွန်တော်တို့ဝါသီဆွဲဖို့ဟင်းတွေကိုပြန်ပြန်နဲ့ထည့်ပါမယ် ီကြက်သားအဆက်မဆလာဟင်းလေးကိုထမင်းလေးနဲ့စားရင် တော်တော်မိတ်ပါတယ်အခြားဘာမှဘာမှမလိုပါဘူးဟင်းတစ်ခွန်းနဲ့တော်တော်လုံလောက်နေရမလို့ကျွန်တော်တော့ဒီကြက်သားမဆလာဟင်းနဲ့ထမင်းနဲ့ကြိတ်ပါပြီအရသာလေးကတော့ဆက်လဲဆက်တယ်မဆလာအရသာလေးရတယ်မဆလာအနံ့လည်းမှုန်းနေတယ်ဟင်းမျိုးဖြစ်ပါတယ် ဘယ်ချိန်စားစားဘယ်နေ့စားစားဘလောက်ပဲစားစားမရိုးတဲ့ဟင်းသမီးဖြစ်ပါရဲ့ဒီကြက်သားမစားတာလေးကချက်ရတာလည်းလွယ်သလိုအရင်လဲစားကောင်းပါရဲ့သူ့မှာပါတဲ့ ingredient ဆိုရင်စွန်းနှင်းမောက်ရှိမယ်အယောင်သင်းမောက်ရှိမယ်စားရဲ့အချိုးမောက်ရဲ့ညံပြားရဲ့ ထားပါပဲအဲ့ ingredient ကိုကျွတ်တွင်နေကျွတ်တွင်ဖြူနေစီတက်ပြီးတော့ချက်ပြီးပါအဲ့ဆိုရင်အနှစ်လေးရပါမယ်အဲ့ဒီနှစ်ထဲကိုစသားလေးထည့်ပြီးတော့မဆလာလေးဖြူပေးပါထားပါပဲရေခမ်းဝိုင်းရေလေးထည့်ပေးမယ်ဒီထည့်တဲ့အချိန်မှာလည်းမဆလာလေးထပ်ဖြူပေးမယ်မဆလာများလေးပိုကောင်းလေးပါပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့စသားမဆလာအစားအသလေးကိုချက်သိမယ်ကျွန်တော်ထင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဘယ်ဟင်းကိုချက်ပေးရမလဲဆိုတာ comment ထဲမှာရေးသားပေးပါအောင်